ရရှားတင်းတက်တဲ့တူဖော့권ရရှိရဲ့အတွက်သဘောတူညီချက်တရက်ကိုအမေရိကန်ကယူကရိန်းနဲ့မကြခင်လက်မှတ်ရေးထိုးမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကြာသပတေးနေ့မှာကြေညာလိုက်ပါတယ်။ အရေးပါတဲ့တွင်ထွက်တွေကိုတိတိတသားတိုးမြင့်ထုတ်လုပ်ဖို့အတွက်သမရအမိတ်ကိုလက်မှတ်ရေးထိုးလိုက်ပြီးဖြစ်ပြီးအချိန်နှဲငယ်အတွင်းမှာယူကရိန်းနဲ့လည်းလက်မှတ်ရေးထိုးမယ်လို့ထရမ့်ကအင်ဖီရိုမင်ခွန်မှထည့်သွင်းပြောဆိုသွားပါတယ်။နေရာအနှံပြားကတွင်ထွက်တပ်ထုတွေကိုထုတ်ယူဖို့ကဘာတွန်းကတခြားတပ်ထုနဲ့တွင်ထွက်တွေကိုထုတ်ယူဖို့ကျွန်တော်တို့သဘောတူညီချက်တွေလက်မှတ်ရေးထိုးသွားပါမယ်။အထူးသဖြင့်ယူကရိန်းနဲ့ပါလို့သူကပြောဆိုသွားပါတယ်။ ကျွန်တော်တို့လုံမဲ့ထဲကတခုကတော့တိတ်မကြခင်ယူကရိန်းနဲ့လက်မှတ်ရေးထိုးမဲ့မြေရှားသဘောတူညီချက်ပါသူတို့မှမြေရှားတပ်ထုတွေအများကြီးရှိတယ်။ဒါကိုကျွန်တော်တို့ကျေးဇူးတင်အတိမတ်ပြုပါတယ်လို့သူကပြောဆိုသွားပါတယ်။ ရုရှားကယူကရိန်းကိုဝင်ရောက်ကျူးကျော်ခဲ့တာကိုစန့်ကျင်ခုခံရေးအတွက်အမေရိကန်ကထောက်ပံ့ပေးကမ်းခဲ့တာတွေအပေါ်အစားပြန်ပေးတဲ့အနေနဲ့စီးပွားရေးသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးဖို့ယူကရိန်းသမ္မတဘလိုဒီမာဇယ်လန်စကီကိုထရမ့်ကတောက်လျှောက်ဖိအားပေးနေခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်သူကယူကရိန်းရဲ့တွင်းထွက်တရံစားတာကြွေးဝါမှုကိုအာရုံကျနေခဲ့တာဖြစ်ပါတယ်။ယူကရိန်းမြေအောက်မှာကမ္ဘာတွင်းထွက်တရံစားတာစုစုပေါင်းရဲ့900ခိုင်နှုန်းခိုးအောင်နေပါတယ်။ဒီထက်မှတန်ရိုင်း၊မက်ဂနစ်၊တိုက်တေနီယမ်၊ လစ်သီယမ်နဲ့ယူရေနီယမ်တို့ပါဝင်ပါတယ်။အရေးပါတဲ့တွင်းထွက်တွေလို့ကြဲကြဲပြန့်ပြန့်ပြောကြတဲ့အထက်မှာမြေရှားသတ္တုလို့ပြောကြတဲ့သတ္တု18မျိုးလည်းပါဝင်ပါတယ်။တချို့မြေရှားသတ္တုတွေယူကရိန်းမှာရှိပြီးသူတို့ကိုတစ်ခုမှစီးပွားဖြစ်ထုတ်လုပ်ဖူတာမရှိသေးပါဘူး။တွင်းထွက်တဲ့ရန်စာတာတွေကိုအမေရိကန်သတ္တုတူဖော်ရေးကုမ္ပဏီတွေကိုတူဖော်ခွင့်ပေးဖို့ သဘောတူညီချက်ကိုဇယ်လန်စကီကအရင်လကပိတ်ဆို့ခဲ့ပါတယ်။နောက်ထပ်ရုရှားကျူးကျော်မှုကိုကောက်ွယ်ဖို့လုံလောက်တဲ့လုံခြုံရေးအာမခံချက်မပါဝင်လို့ဆိုပြီးအခုလိုကန့်ကွက်ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ထရမ့်ကပြည်ပကမှာယာယီအပြစ်ရဲရေးကိုဆက်ပြီးတွန်းအားပေးခဲ့တာဖြစ်ပါတယ်ရှင်။လောကောမီဒီယာရဲ့ဆက်လက်ရည်မြန်ဖို့ပြည်သူတွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနှိုင်းကြောင်းလေး သည့်ဖြစ်ခေါ်လိုက်ပါစေ။